မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ခွေးတိုက်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဝေါ်လီဗျူဟာရဲ့လက်နက်တိုက်ကို drone နဲ့ဘုံကျက်ဖြတ်စည်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့မှာဝေါ်လီဗျူဟာစခန်းမှာကြီးမားသောပောက်ကွဲမှုကြီးတရက်ဖြစ်ပွားခဲ့ကြောင်းထိုင်းသတင်းဌာနများအလုံးကသတင်းဖော်ပြခဲ့ပြီးတော့အဲ့ဒီပောက်ကွဲမှုဟာ FFD drone တပ်ဖွဲ့နဲ့တမဟာ6 drone တပ်ဖွဲ့တို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်ဝေါ်လီစစ်ကောင်စီတပ်စခန်းရဲ့လက်နက်တိုက်ပောက်ကွဲခြင်းဖြစ်ကြောင်း မနေ့ကသတင်းထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဝေါ်လီဗျူဟာစခန်းကလည်းတော်လိုက်တက်များကအကုန်ဝိုင်းပြီးတော့ပိတ်ဆို့ထားပါတယ်။စစ်ကူလည်းမလာနိုင်သလိုပြေးပေါက်လည်းမရှိတော့ဘူး။စောစောစီစီလက်နက်ချရင်တော့အသက်တွေချမ်းသာရရမယ်။ရက်ပိုင်းအတွင်းအဖြေထွက်ပါလိမ့်မယ်လို့တော်လိုက်သတင်းရင်းမြစ်ကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကတော့မနေ့ကမော်လီတနအီ7မိနစ်မှာဝေါ်လီဗျူဟာစခန်းမကြဆုံးရေးအတွက်လေရင်နဲ့ဘုံကျဲမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့တော်လိုက်တက်များဘက်ကထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ မနေ့ကမော်လွဲပိုင်းကစစ်ကောင်စီကဝေါ်လီစခန်းကိုပိတ်ဆို့တတ်ခတ်နေတဲ့တော်လိုင်းတပ်များကိုလေရင်နဲ့ဘုံကျဲရမှာ YAK 130အမျိုးအစားတိုက်လေရင်နှက်စည်းကိုအုံပြုခဲ့ပြီးတော့ဘုံခဏလုံးကျဲချခဲ့တယ်လို့ထိုင်းတရင်ဌာနများကဖော်ပြထားပါတယ် KNB နဲ့မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးမှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့တပ်စခန်းနှစ်ခုသာကျရှိတော့ပြီးဝေါ်လီဗျူဟာစခန်းနဲ့တီတဲလေစခန်းတို့ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KYN အမျိုးသားအစည်းအရုံး KNU ဗိတ်တဝဲခရိုင်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့နှဲ့အိမ်တော်နယ်စပ်စခန်းကိုအင်အားလာဖြည့်တဲ့စစ်ခွေးတပ်ကို KYN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ခွေးဘက်ကအရာရှိအပါအဝင်ထိခိုက်ဒိဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီတပ်ကိုဇူလိုင်လ17ရက်နေ့နဲ့12ရက်နေ့မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဇူလိုင်လ17ရက်နေ့မနေ့ကတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကနှစ်ကောင်တိုက်ဆုံးကဇူလိုင်လ12ရက်နေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတအုပ်တိုက်ဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာထမှန်တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးတပ်ကတအုပ်တိုက်ဆုံးခဲ့ကြောင်း KNU တပ်မဟာ၄ကအသိပေးထားပါတယ်။တေဆုံးသူစစ်ခွေးများထဲမှာစစ်ကြောင်းမှုဗိုလ်ကြီးအောင်ကိုဟိန်းလဲပါဝင်ခဲ့တယ်လို့အသိပေးထားပါတယ်ဖြစ်တာကတော့ရေပြူပတ်ချမ်းမှာ နိုင်တောင်လမ်းဆိုတာကကလိန်အောင်နဲ့နိုင်တောင်သွားတဲ့လမ်းပေါ့ရေပြူမြို့နယ်မှာပေါ့တိုက်ပွဲဖြစ်တဲ့နေရာကနေဆန်းမှာမဟုတ်ပါဘူးနေဆန်းနဲ့အမှတ်ရှိလမ်းမှာကြားမှာပဲထင်တယ်စစ်ရေးအခြေအနေကတော့စစ်ကြောင်းထိုးတော့တိုက်ပွဲဖြစ်မှာပေါ့လို့ KNU တပ်မဟာ၄က ိတ်တဝဲခဲအတွင်းမှုဘလို့စောရဲနာကရှင်းပြထားပါတယ်။နိုင်အောင်နေဆက်စခန်းကိုစစ်ကြောင်းထိုးလာတယ်။စစ်ကောင်စီတပ်များဟာခလာရ2နှစ်နှစ်တိုက်ရင်2ခွန်3 48 409 410 40တိုက်ရင်များဖြစ်ပြီးတော့အင်အားတရာကပါဝင်နိုင်တယ်လို့ဘလို့စောရဲနာကခန့်မှန်းထားပါတယ်။နိုင်အောင်စခန်းဟာထီကီဒေတာအရှိမြောက်ဘက်ချမ်းမှာကြံနေတဲ့စစ်ကောင်စီရဲ့တပ်စခန်းဖြစ်တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ခွေးအင်အားကများတယ်တရားကြောတယ်အဲ့ဒီနဲ့အိမ်တော်စခန်းက gas pipe လုံးတက်မလို့ gas pipe လုံးထိုင်းဘက်ကိုသွားတဲ့လမ်းနဲ့အိမ်တော်စခန်းကလုံခြုံရေးယူပေးတာလို့ကရင်သတင်းအရေးမြစ်ကနဲ့အိမ်တော်စခန်းရဲ့အခြေအနေကိုရှင်းပြထားပါတယ်ဒါအပြင်နဲ့အိမ်တော်နဲ့အမြောက်ကုန်းလှုပ်ရှားတက်ခွဲမှုဗိုလ်ကြီးစောစောအောင်ဟာစစ်ကောင်စီရဲ့လက်ရှိကျင့်သုံးနေတဲ့စနစ်နဲ့ဆောင်ရွက်နေတဲ့နီလန်းများကိုလက်မခံနိုင်တဲ့အတွက်ပြည်သူရင်ဝင်ကိုခိုးလုံလာတယ်လို့ဗိတ်တော်ဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါတယ် KNU တပ်မဟာ၄ပူပေါင်းတပ်ဖွဲ့ဟာထီခီထီထား ဘောဒီငရဲနီဒုက္ခစိတ်ကောင်းစီရဲ့နေဆက်စခန်းများကိုအခုနှစ်အတွင်းမှာတိမ့်ပိုက်ထားပြီးဖြစ်ကကြံနေတဲ့တပ်စခန်းများကိုတိုက်ခိုက်သွားရန်ရှိတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်ဒုက္ခစခန်းသိမ်းတိုက်ပွဲမတိုင်မီအဲ့ဒီစခန်းတာဝန်ခံခလိုက်ရနှစ်ရှစ်နှစ်တိုင်ရင်ရဲ့စစ်ကြောင်းနှစ်စစ်ကြောင်းမှုဘိုးကြီးမျိုးဆွေဦးခေါ်စောမိုးဆက်ဟာစစ်ကောင်းစီထံကရုံထွက်ပြီးတော့ပြည်သူရင်ွယ်ကိုခိုးလုံရန်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄နဲ့ချိတ်ဆက်ပြီးတော့ဗတ်ပြောင်းခိုးလုံသွားခဲ့ကြအောင်သတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတဲ့များကိုတင်နှံပေးနေတဲ့စခန်းကိုလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မနက်9နာရီခွဲကစတင်ပြီးတော့မနက်8နာရီခွဲအချိန်ကအထိမြိုင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ စစ်မှုထမ်းတပ်သားတဲ့များကိုတင်တန်းပေးနေတဲ့စခန်းကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နေရာတော့ပြောလို့မရသေးလို့ပါ။မြိုင်မြို့နယ်ထဲမှာပဲမနက်9:00ခွဲလောက်ကစတင်ပြီးတော့တိုက်ခိုက်ခဲ့တာ။ အဲ့ဒီနေရာကစစ်ခွေးခံမှန်းကြီး150လောက်ရှိတယ်စစ်ခွေးတွေပေါ်တာဆွဲပြီးတော့တင်းတန်းတက်နေတဲ့ဒူရီရောပါလားဆိုတော့150ကအကုန်လုံးပေါင်းခံမှန်းကြီးပါ တင်တန်းပြန်မောင်းနေတာက80လောက်တော့ရှိမယ်နှစ်ဖွဲ့ပေါင်းကိုအလုံး90ပေါင်းစစ်ခွေးသေးတဲ့စီးရင်တော့မသိရသေးဘူးစုံစမ်းနေတော့မှလို့ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ကတာဝန်ခံရဲဘော်ကိုဖြိုးကရှင်းပြထားပါတယ်ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့အနေနဲ့စစ်အာဏာရှင်အမြင့်ပြတဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားပါမယ်လို့ဂရီသစ္စာပြုအကြောင်းပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့နဲ့တော်လန်ပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီထံမှလက်နက်ချအလင်းဝင်ရန်ဆက်သွယ်ပြီးတော့ရန်ကုန်ကိုပြန်လာတဲ့ PDF တင်နန်းစင်မောင်ဝေရန်စော်ခေါ်ဖိုးချူကိုစစ်တပ်ကချက်ချင်းဖမ်းဆီးပြီးတော့စစ်ကြောရေးလုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတောင်ဥကလာပမြို့နယ်တဆယ်ရက်ကွက်ဈေးရလေးလမ်းမှာနေထိုင်တဲ့ဝေရန်စော်ခေါ်ဖိုးချူဟာ2024ခုနှစ်မေလမှာ PDF တင်နန်းတိုက်ရန်အတွက် ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက် PDF ရဲဘော်အဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ၎င်းရဲ့မိခင်ဖြစ်သူနဲ့တိုင်ပင်ပြီးတော့စစ်ကောင်စီထမ်းမှာအလင်းဝင်ရန်ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဇွန်လ8ရက်နေ့မှာရန်ကုန်ကိုပြန်လည်ရောက်ရှိခဲ့ပြီးတော့သတင်းပို့ခဲ့တယ်လို့သိရပါတယ်ရန်ကုန်ကိုရောက်ရှိပြီးတဲ့နောက်ဇွန်လ9ရက်နေ့မှာစစ်ခွေးတပ်ကဝေယံဇော်ခေါ်ဖိုးချိုရဲ့နေအိမ်ကိုရောက်ရှိလာပြီးတော့စစ်ကားများနဲ့ဝေယံဇော်ခေါ်ဖိုးချိုကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်စစ်ကြောရဲကိုတမ်းပြီးတော့ပို့ဆောင်ထားတယ်လို့သိရပါတယ် ဖိုးချုံကသူ့အမေကနေတဲ့ဆင့်စစ်တပ်ကိုဆက်သွယ်ပြီးတော့အလင်းဝင်ဖို့လုပ်ပါတယ်သူ့အမေကလည်းတပ်ကိုဆက်သွယ်ပြီးသတင်းပို့တယ်ဒါပေမဲ့တကယ်တမ်းရန်ကုန်ကိုပြန်လဲရောက်လာတော့ဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ကြောရေးလုပ်နေပါတယ်အခုသိရတာကတော့ရွှေပြည်သားမျိုးနယ်ဆရာဖရုံးမှာစစ်ကြောနေတယ်လို့သိရတယ်သူနဲ့ပတ်သက်တဲ့ရဲဘော်တွေရှိရင်ရှောင်ရှားထားကြပါလို့ပြောကြင်ပါတယ်လို့အခြေအနေကိုအသေးစိတ်သိရှိထားသူသတင်းရေးမြစ်ကပြောပြထားပါတယ်အချမ်းမတ်စစ်ခွေးတက်က PDF များအလင်းဝင်နိုင်တယ်လို့ဖိတ်ခေါ်ထားတော့လေအမှန်တကယ်လက်တွေ့ဆက်သွယ်တဲ့အခါမှာတော့ ဖမ်းဆီးနှိပ်စက်ခြင်းနဲ့စစ်ကြောရေးလှုပ်ဆောင်မှုများရှိနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်လက်ပံမြို့နယ်ရိုးမအဆက်ကိုရောက်ရှိနေတဲ့စစ်ခွေးစစ်ကြောင်းကမော်ရန်ရွာကိုဆက်လက်မိရှုံနေပြီးတော့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ23ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့လေဗရန်မြို့နယ်ရိုးမအဆက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမနက်7:00နာရီလောက်မှာစီတုံးရွာနယ်မိုးလွယ်တနိုင်ကျော်ကမှမအူတန်းရွာကိုဇက်တိုက်မိရှုဖြတ်စည်းနေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးများမိရှုဖြတ်စည်းမှုကြောင့်ခြေဝါအတွင်းမှာရှိတဲ့နေအိမ်အများအပြားမိလောင်ပြကျခဲ့ပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာစီတုံးရွာနယ်မအူတန်းရွာကပြည်သူများကိုလည်း လူသားတိုင်းအဖြစ်နဲ့ဆက်လက်ပြီးတော့ဖမ်းဆီးထားတယ်လို့သိရပါဗျ။လက်ရှိချိန်မှာစီတုံးရွာနဲ့မုံလန်းရွာကပြည်သူများအပါအဝင်အနီးနားကျေးရွာများကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကစီတုံးရွာကိုမိရှို့ပြီးတဲ့နောက်မှာမုံလန်းရွာကိုဆက်ပြီးတော့မိရှို့နေပါတယ်။ပြည်သူတွေအကုန်လုံးနဲ့ထွက်ပြေးနေရတယ်။ဖမ်းဆီးခဲ့တဲ့ပြည်သူတွေကနှစ်ရွာလုံးမှာရှိနေတယ်။လူဦးရေအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူး။စစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ဇက်တိုက်ရန်တမ်းပစ်ခတ်နေတော့ပဲလို့ ဒေတာရင်းစီရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါ့အပြင် အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစီတုံးရွာနဲ့မအူတန်းရွာကပြည်သူပိုင်ပြည်စည်းများကိုလည်းစိတ်ကြိုက်ခုံယူနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဗဒောင်းမြို့နယ်မတုံးရွာအခြေဆိုင်ကပါစ76ကစစ်ကောင်စီတပ်သား၄ဦးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာဗဒောင်းမြို့နယ်မတုံးရွာအခြေဆိုင် အမှတ်16ကာကွယ်ပစ္စည်းဆက်ယုံကစစ်ကောင်စီတပ်သား၄ဦးဟာ AR People's Defense Force အဖွဲ့ထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးအလင်းဝင်ရောက်လာသူများထဲမှာတအုပ်ကိုမိသားစုဝင်များကလာရောက် ခေါ်ဆောင်သွားတဲ့အတွက်လွတ်မြောက်နေမျိုးကိုရောက်ရှိသွားပြီးကျန်တဲ့၃ဦးကတော့ရိုးမ AR အဖွဲ့နဲ့ပူးပေါင်းပြီးတော့အကြမ်းဆက်တက်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရပါဗါးကျွန်တော်တို့ကတော့အမှန်တရားဘက်ကိုလိုက်မယ်အမားကိုတော့ကျွန်တော်တို့အားမပေးဘူးပေါ့ လက်ရှိတော်လိုင်းအဖွဲ့နဲ့ပူးပေါင်းပြီးတော့စစ်ခွေးတပ်ကိုတွန်းလှန်သွားမယ်အမြင့်ပြတ်ချိန်မုံသွားမယ်လို့အလင်းဝင်ရောက်လာသူများကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့အလင်းဝင်ရောက်လို့တဲ့စစ်ကောင်စီတပ်သားများကိုလည်းရိုးမအေယာ People's Defense Force အဖွဲ့ကဆက်လက်ပြီးတော့ကြိုးဆိုသွားမှာဖြစ်တယ်လို့အတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကရဲတအူးဟာလက်နက်ခဲများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့မှာဟာခါမြို့ရဲစခန်းကရဲတပ်သားတအူးဟာစစ်ကောင်စီကိုဆန့်ကျင်ပြီးတော့ပြည်သူတော်လှန်ရေးကိုပူးပေါင်းပါဝင်ရန်ဂျီတရီတနက်တလကြီးပေါက်တခုဝေါ်ကီတော်ကီတလုံးတို့ကိုယူဆောင်လာပြီးချင်းလန်ဒက်ဖ ens ဖို့ဟာခါထံမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့ရဲတအူးကိုချင်းလန်ဒက်ဖ ens ဖို့ဟာခါက နှွေးနှွေးထွေးထွေးကြိုဆိုပြီးတော့ငွေသားစုချင်းဝင်များကိုချင်းမြင်ပေးခဲ့တဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမှဖြစ်တယ်လို့သိရပါတယ်။ဟာခါမျိုးကိုကျွန်တော်တို့ CDF ဟာခါကဝိုင်းလာတယ်ဆိုတော့ဟာခါမျိုးကနေထွက်လာရင်ကျွန်တော်တို့စီကိုအလိုလိုရောက်လာတာပါ။ G3 တလက်ကြီးပေါက်တစ်ခုဝဂီတော်ဂီတလုံးဟာခါမျိုးသိမ်းတိုက်ပွဲဖော်ဆောင်မှုမလုပ်ခင်အလင်းဝင်ကြဖို့တိုက်တွန်းကြပါတယ်လို့ချင်းလန်း Defense Force ဟာခါကတာဝန်ရှိသူကရှင်းပြထားပါတယ်။စစ်ခွေးလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ဝင်ဘက်ကိုဗတ်ပြောင်းခြင်းသူများကို ချင်းလန်း defense force ဟာခါကအများရန်ချိုးဆိုကြောင်းနဲ့လုံကြုံတဲ့နေရာကိုရောက်တဲ့အထိတာဝန်ယူပေးသွားမှာဖြစ်တယ်လို့အသေးပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ